ပြီးခဲ့တဲ့ပိုင်းမှာတော့အဲလစ်ဘတ်ကဒယ်ရီနဲ့မွန်စပီဒိုကိုကယ်တင်ခဲ့ပါတယ်။ဒါပေမဲ့ရောဦးဆောင်တဲ့လူသားတွေဟာရုတ်တရက်ကြီးစတကမာကိုပုံကန်ခဲ့တယ်။ဂိုဒါရဲ့လျှို့ဝှက်ကြံစီမှုနဲ့မိစားချင်းနောက်တကားကပွင့်ပြီးဂိုဒါဆက်ကထွက်လာပါတယ်။အဲဒီမှာပဲဒီယာအနေနဲ့ကင်းတို့တွေကသူတို့တည်ထားတဲ့ဂိုဒါဟာအယုတ်ဆိုတာကိုတည်သွားပါတယ်။ငါထပ်ပြီးတော့မဆောင်နိုင်တော့ဘူး။ဒီကဘာကိုငါနှုတ်ဆက်လိုက်တော့မယ်။အဲဒီလိုမနှုတ်ဆက်ခင်မှာငါမင်းတို့နှစ်ယောက်နဲ့တကယ်ကိုစကားပြောချင်ပါတယ်ဆိုပြီးဂိုဒါဆက်ကလူလုံးထွက်ပြခဲ့ပါတယ်။ငါကဂိုဒါပါ။ဂိုဒါဆက်တွေတူတွေဆိုတာမရှိပါဘူးဆိုပြီးသူ့ကိုသူမိတ်ဆက်နေပါတယ်။တယောက် ောပြောရင်၂ရောင်လုံးပြောနေတယ်လို့ဖြစ်နေတော့အတူရောင်လုံးရတာတွေရတော့လို့ပြောလိုက်တော့အယုတ်ကိုဒါကရက်တန့်သွားပါတယ်။ သူဟာငါချင်းချောင်းခံနေရတဲ့ချိန်မှာငါနားနဲ့မျက်စိပြက်ခဲ့တယ်။ဒါအပြင်ငါရဲ့လက်တွေခြေတွေဖြစ်နေလဲ။သူဟာငါ့အတွက်တိုက်ပွဲဝင်ပေးခဲ့တယ်။သူဟာငါကိုယ်တိုင်လို့တောင်ပြောလို့ရပါတယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်။နေပါဦး။ဂိတ်တကားမပွင့်မချင်းငါတို့ကိုတော့ဝင်မပေးဘူးလို့ပြောခဲ့သေးတယ်မလား။စစ်ကမာရီရဲ့ခံတပ်မှာအခုပါရီဖြစ်သွားပြီလေလို့ကင်းကမေးလိုက်ပါတယ်။လူသားတွေကပုံကန်နေကြတာလေ။အဲ့ဒီလူသားတွေရဲ့ယင်းတဲ့နှလုံးသားထဲမှာစစ်ကမာရီဘော်ကိုမုံကြီးမုံနေကြတာ။အတွင်းထဲကိုဝင်နိုင်ဖို့အတွက်သူတို့တွေဟာဟန်ဆောင်ခဲ့ကြပြီးမင်းတို့ရဲ့ယုံကြည်မှုကိုအောင်မြင်စွာနဲ့ယူနိုင်ခဲ့ကြတယ်။ ယ်မိစ္ဆာတွေကိုလည်းလူသားတွေကတုံးချခဲ့တယ်လို့ကိုသာကပြောတဲ့အခါကင်းကလက်မခံခြင်းခဲ့ပါဘူးအချင်းချခံထားရတာကနေလူမြောက်ကျင်လို့လူသားတွေကိုတုံးချခဲ့တာကမင်းကမင်းရဲ့လွတ်လပ်မှုအတွက်အသက်တွေဘယ်လောက်တောင်စရိယအောင်မှလည်းကိုသာလို့မေးလိုက်ပါတယ်ငါ့ရီမန်းချက်ကလွတ်လပ်ခွင့်ရဖို့နဲ့မြင့်မြတ်တဲ့စစ်ပွဲကြီးကိုဆုံးတက်ပြဖို့ပါပဲလို့ပြောတော့မယုံကြည်တဲ့ကင်းကထွက်သွားဖို့လုပ်ခဲ့ပါတယ်ဒီရနယ်ကတော့သူ့ကြံခဲ့ပြီးစကားနဲ့နဲ့ပြောကြည့်အောင်မှပြလို့နောက်မှလိုက်ခဲ့မယ်လို့ကင်းကိုပြောလိုက်ပါတယ်သူ့ကိုကြည့်ရတာတော့လူစုံနဲ့မတူပါဘူးကိုသာအကြောင်းကိုငါထပ်ပြီးသိကျင်သေးတယ်စိတ်ကြပါစိတ် ူပါနဲ့တော့လို့တီယာနယ်ကပြောလိုက်ပြီးကင်းကလည်းဂူးဆိုင်ဖို့မှာကတော့သွားပါတယ်မင်းနဲ့အဲ့ဒီကောင်လေးနဲ့ကရီစားရီလားမင်းတို့ကကာလာရှိချာတူတူနေခဲ့ကြတဲ့လူတွေလို့အချင်းချင်းယုံကြည်ကြတယ်လေလို့ကိုတာကပြောလိုက်တယ်တကယ်အဲ့ဒီလိုထင်နေတာလားလို့ရှက်ရှက်နဲ့တီယာနယ်ကပြောလိုက်တော့မင်းဟာငါရဲ့ပညာတော်ချင်းစာကိုမမီဘူးလေဒါကထင်ရှားတဲ့တက်တည်ပဲလို့ပြောပါတယ်မင်းတို့နှစ်ယောက်ကအချင်းချင်းရယူပိုင်ဆိုင်ချင်တာထက်ပေးဆက်ချင်တဲ့စိတ်ပဲရှိကြတယ်အားထောင်ကြမိပါတယ်ကွာမင်းတို့နှစ်ယောက်လိုမျိုးမျိုးနဲ့စုပေါင်းဆောင်တာဟန်ချက်ညီညီချက်ချမယ်ဆိုရင်မင်းမျက်စိပွဲကြီးရလဲဘယ်တော့မှပြစ်လာခဲ့မှာမဟုတ်ဘူးလို့ကို တာကပြောပါတယ်ဒါနဲ့ကူတာနင်ပြောတဲ့အတိုင်းတကယ်ပဲမြင်းမြတ်စစ်ပွဲကြီးကိုတားနိုင်မှာလားလို့တီယာနယ်ကမိတော့ငါတွေးထားတဲ့အတိုင်းသာမှန်နေမယ်ဆိုရင်အေဂျာပေါက်တားနိုင်ပါတယ်တီယာနယ်မြင်းမြတ်စစ်ပွဲကြီးကအနာဂတ်မှာရောစပ်ဖြစ်နေတော့ပဲလားလို့ကိုတာကမိတဲ့အခါလွန်ခဲ့တဲ့နှစ်သုံးနောင်လောက်ကတည်းကစစ်ပွဲကြီးရပြီးသွားခဲ့တာလေဟုတ်တာလွန်ခဲ့တဲ့နှစ်သုံးနောင်ဆိုတော့တိတ်မကြခင်ပြီးတော့မှာပေါ်တော့လို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်တော့တော်သေးတာပေါ့ငါလကားတသက်တည်ခံတာမဖြစ်ဘူးပဲလို့ပြောလိုက်ပါတယ်နင်ကတည်မဲဟုတ်လားနင်ပါလို့မလို့လဲနင်မရှိတော့ရင်ကိုတာရုပ်ကဘာစားဖြစ်မှာ ှလဲလို့ဒီယာနယ်ကလည်းလက်နကြားနဲ့မိလိုက်တယ်။အော်တိုအဝိတ်ဆိုတဲ့စပယ်ကိုတုံလိုက်တဲ့အခါဂိုဒါရုပ်ကနိုးလာခဲ့ပြီးမင်းနိုးနိုးချင်းကုလိုကိစ္စကိုပြောရမှာစိတ်မကောင်းမိမဲ့တေချာနားထောင်မှာဂိုဒါအခုချိန်ကစားပြီးတော့မင်းဟာမင်းစိတ်နဲ့မင်းခန္ဓာကိုလှုပ်ရှားခွင့်ရသွားပြီးမင်းရဲ့ကိုယ်ပိုင်စိတ်နဲ့ဆက်လက်ရှင်တန်းပါမင်းရဲ့တိညာဟာငါလောက်နီနီမြင်ပါပေမဲ့မင်းစိတ်ကတော့ကလေးစိတ်တတာပဲရှိသေးတယ်။မင်းကိုကိစ္စအများကြီးငါတကယ်တင်ပေးချင်ပါသေးတယ်လို့ပြောတော့ဂိုဒါကသူ့ကိုမထားခဲ့ပါနဲ့ဆိုပြီးတော့ငိုနေခဲ့ပါတယ်။အယုတ်တယုတ်ဖြစ်တာကြောင့်သူ့ကိုထားသွားတော့မှလားဆိုကကလေးတယောက်လိုငူနေခဲ့တာပါ မဟုတ်ပါဘူးကွာပြီးတော့မင်းကရုတ်တရက်မဟုတ်ပါဘူးမင်းရဲ့ရင်ထဲမှာငါရဲ့မော်ပညာအလုံးနဲ့ပြီးနေနေတဲ့နှလုံးသားတစုံရှိနေတယ်ဒါကမင်းအတွက်ပထမဆုံးနဲ့နောက်ဆုံးငါပေးခဲ့တဲ့လက်ဆောင်ပဲလို့ပြောလိုက်တယ်ဒါပေမဲ့နှစ်သုံးထောင်ကြာလောက်မှမတော်တဆမှုကြောင့်လားဘာကြောင့်လားတော့မသိဘူးမင်းကမင်းရဲ့နှလုံးသားနဲ့မျက်ညံ့တွေကိုဆုံးရှုံးသွားရလိမ့်မယ်အဲ့ဒီကိစ္စကတကယ်တော့မဖြစ်နိုင်ဘူးဆိုပေမဲ့ငါတငယ်ချင်းတွေစီကတီးရတာဆိုတော့လိန်ညာနေရတော့မဖြစ်နိုင်ဘူးလို့ပြောတော့တငယ်ချင်းဆိုတာကငါနဲ့ခင်ကိုပြောတာလားလို့ဒီယာနယ်ကမေးလိုက်တယ်နင်းအတွက်တော့ငါနဲ့တွေ့တာဟာချင်းက နာလောက်လေးလို့တင်ရပေမဲ့ငါအတွက်တော့ငါတို့ရဲ့မိဆွေတန်ရောစင်ဟာတပွားစာမကရှိခဲ့ပါရယ်ကျေးဇူးပြုပြီးနင်းရဲ့တငယ်ချင်းဖြစ်တဲ့ငါကိုတခုလောက်လှုပ်ပေးပါလို့ကိုသားကတောင်းဆိုလိုက်ပါရယ်နင်းကဘာကိုပြန်ရောက်တဲ့အချိန်မှာကိုသားရဲ့တငယ်ချင်းဖြစ်တဲ့ကျေးဇူးပြုပြီးတော့ဆက်ရှိနေပေးပါသူ့ရဲ့ဥတီယာလမ်းကြောင်းပြောင်းသွားမယ်ဆိုရင်တောင်မှသူ့ကိုလမ်းမှန်ရအောင်လမ်းပြပေးမယ်မလားလို့မေးလိုက်ပါရယ်သူနင်းပေါ်လုခဲ့တဲ့ကိစ္စတွေအတွက်တောင်းဆိုရမှာကိုတော့ရှက်ပါရယ်ငါမပြောခဲ့သလိုပဲသဘောထားလိုက်ပါလို့ကိုသားအစ်ကပြောတဲ့အခါကျေးဇူးပြုပြီးတော့ငါ့ကိုလမ်းမှန်ရအောင်လမ်းပြပေးပါလို့အယုတ်ကိုသားကတောင်းဆိုနေပါရယ် လိုနဲ့ဒီဟာနဲ့ကလည်းလှုပ်ပေးမှာပေါ်လို့ပြောကလက်ဆွဲနှုတ်ဆက်လိုက်ကြပါရယ်ကိုသာအစ်စ်ကတော့ငါမဖြစ်နိုင်ဘူးတင်ခဲ့တဲ့အိမ်မက်တွေကိုလက်တွဲကောင်တွေပေါ်လောင်းလှုပ်ပေးကြပါနင်းဟာငါနောက်ဆုံးတွေ့ခဲ့တဲ့လူဖြစ်နေတာကိုငါတကယ်ဝမ်းသာမိပါရယ်ကျေးဇူးတင်ပါတယ်လို့လည်းပြောလိုက်ပါရယ်ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူးဟာနင်းနဲ့စကားပြောခွင့်ရတဲ့အတွက်ကိုငါဝမ်းသာလာပါပြီလို့ဒီဟာနဲ့ကပြောတဲ့အခါငါရဲ့စိတ်ဓာတ်ကောင်းလာတဲ့တငယ်ချင်းရယ်ကျေးဇူးပြုပြီးတော့ဒါလေးကိုလက်ခံပေးပါဒါအနင်းကိုကျေးဇူးတင်တဲ့အနေနဲ့ပေးတဲ့ကိုသာနှစ်ယောက်ရဲ့လက်ဆောင်ပါလို့ဆိုကသူမရဲ့မျက်ညံတွေအားလုံးကိုပေးလိုက်ပါရယ်ကလိုဇီနီယာကိုထဲမှာ ရှိနေတဲ့ကင်ကတော့ကဲဒါကိုဘာမှမဖြစ်ပါစေနဲ့လို့စုတောင်းနေကသူညမလေးအဲလေးမသွားပါနဲ့လို့ပြောခဲ့တာတွေကိုလည်းတွေးနေမိပါတယ်ကဲဒါစီကိုချိန်မီရောက်ပါစေလို့ပြောနေရင်ကဲဒါကိုကွယ်ဖို့ကငါရဲ့စံသက်မှုများလားအဲဒါဆိုဂလိုဇီနီယာကသူ့ကိုမကွယ်နိုင်ခဲ့ဘူးပေါ့ဒါပေမဲ့နောက်လာမယ့်နှစ်သုံးထောင်ကြာတဲ့အထိကဲဒါကတက်ရှင်နေတော့ပဲလေလို့တွေးနေပါတယ်ဘာတွေဖြစ်ခဲ့လို့များလဲဆိုပြီးတော့သူဟာမြန်နှုံးနဲ့တွားနေခဲ့ကရောနဲ့တမန်တော်တို့ချနေတာကိုကဲဒါကတားနေပါတယ်ရောကတော့နေမသေးခြင်းသေးဘူးဆိုရင်ဒီကနေ့မြန်ဆုံးပြေးဖို့ပြောလိုက်ပြီးသူ့ကို ဒါနိုင်ရင်ဒါဘူးရောကပြောနေပါတယ်ဒါပေမဲ့လည်းရောရဲ့လူတွေရောက်တိုက်ခိုက်မှုကြောင့်ကဲဒါရဲ့တောင်ပံတွေနဲ့အတူမျက်လုံးတစ်ဖက်ကိုလည်းဆုံးရှုံးလိုက်ရပြီးခြေချင်းဝတ်တွေကိုလည်းလိပြတ်ခြင်းခံလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ရောကသူ့လူကိုတူပြန်တက်လိုက်ကာကဲဒါကိုရင်ခွင်ထဲကိုထည့်ထားခဲ့ပြီးငတုံးမလေးငါ့ကိုဘာလို့မတက်ရတာလဲလို့မေးခဲ့ပါတယ်ငါ့ကိုအကြောင်းကိုနင်ပြောခဲ့တဲ့ချိန်တုန်းကနင်းရင်တွေကပြိနေတာတဲ့တောသားတွေဝမ်းနည်းမှုတွေနဲ့မျက်နှာလေးတစ်ခုကိုတွေ့လိုက်ရတယ်လေအဲ့ဒီမျက်နှာလေးကငါနဲ့တူတဲ့ကောင်မလေးတယောက်ရဲ့မျက်နှာပဲလို့ကဲဒါကပြောလိုက်ပါတယ်အဲ့ဒါကငါရဲ့ ရွာကငယ်တငယ်ချင်းလေးသူ့ကိုတယောက်ယောက်ကနိုင်ချင်းမိဆိုတာနဲ့သူ့ဘေးမှာငါအမြန်ဆုံးရက်တီပြီးတော့ကူညီပေးခဲ့တယ်။ငါတို့တွေရွယ်ရောက်လာရင်အချင်းချင်းချစ်မိပြီးတော့လက်ထကြားရလိမ့်မယ်လို့ငါထင်ခဲ့မိတယ်။ဒါပေမဲ့သူ့အရွယ်မရောက်ခင်မှာပဲငါတို့ရွာကိုတိုက်ခဲ့တဲ့စကင်မာရီကြောင့်တည်ဆုံသွားခဲ့ရပြီးတော့အကုန်လုံးလဲတတ်ခံလိုက်ရတယ်။ဘာအကြောင်းပြချက်မှမပေးစကားလဲတခွန်းမှမပြောရှင်းလဲမရှင်းပြပဲနဲ့ငါတို့ကိုတိုက်ခဲ့ကြရတယ်။ငါတို့လီယောက်ကတော့တောင်တန်းတွေထဲမှာမဲလိုက်နေခဲ့လို့အသက်ရှင်ခဲ့ရတယ်။ဘာလို့တိုက်ခိုက်ခဲ့ရတာလဲဆိုတာကိုစဉ်းစားမိတဲ့လောက်တော့ရွာနာမှတန်းရရပြီးမိလေ ဲနေတဲ့မိဆောင်ငယ်တကောင်ကိုငါတို့ကစားရှောက်မိခဲ့တာပဲရှိမယ်။သူ့ကိုငါအခုဒီမှတ်မိနေတော့မယ်။သူကစိတ်ရောကောင်းပါတယ်ဟာလို့ရောကပြပြနေခဲ့ပါတယ်။ငါတို့ငိုပြီးရင်ငိုခဲ့တယ်။စင်ကမာရီကိုလက်စားကြည့်ဖို့အတွက်ငါတို့ရဲ့ဓာဆွမ်းရည်ကိုထမ်းမြက်လောင်အဆက်မပြတ်လေ့ကျင့်ခဲ့ကြရတယ်။နောက်ဆုံးမှာတော့ငါတို့တွေလက်ထုတ်ပြန်ခွင့်ရခဲ့ပြီးငါတို့တွေပျော်ပျော်ရွှင်ရွှင်နဲ့ဆက်နေနိုင်ပါပြီ။ငါရဲ့ငွေတငယ်ချင်းကောင်မလေးလည်းငါတို့အတွက်ဝမ်းသာနေမလားမသိဘူးဆိုပြီးတွေ့ရင်လေးလေးနဲ့လဲကြနေတဲ့လူတွေကိုကြည်ကပြောနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ရောဟာလည်းသူ့လောက်ရကလူယုံမာရီနဲ့တထက်တဲတူနေတာကိုသဘောပေါက်ပြီး တော့ငိုကြွေးနေခဲ့ပါတယ်။နေကလည်းမပြောတတ်ဘူးပဲဘရောလို့ကဲဒါကပြောလိုက်တော့ဒီမြင်ဝင်းကိုဒါမယ်လီယိုရက်စ်မြင်သွားရင်ဘလို့တွေးမလဲမသိဘူး။သူဟာငါ့ကိုယုံကြည်ပေးခဲ့တဲ့အပြင်စိတ်ထားလည်းကောင်းတယ်။နင်းကိုကတော့ငါ့ကိုမြင်တာနဲ့တတ်မှတ်သိကြတယ်ဆိုပြီးပြောလိုက်ပါတယ်။နောင်လာမယ့်နှစ်သုံးနောက်မှာတော့နတ်သက်ငယ်ဘရင်ရဲ့ညီမနဲ့ဘန်ဆိုတဲ့ကောင်လေးကကြိုက်ခဲ့ကြသလိုမယ်လီယိုရက်ဆိုတဲ့ကောင်လေးနဲ့လည်းတငယ်ချင်းဖြစ်လာပါတယ်။လွန်ခဲ့တဲ့နှစ်သုံးနောက်မှာလည်းဘန်ဆိုတဲ့ယုံကြည်စင်သူရောကမယ်လီယိုရက်နဲ့တငယ်ချင်းဖြစ်ခဲ့ပြီးနတ်သက်ငယ်ဘရင်ရဲ့ညီမနဲ့ကြိုက်ခဲ့ကြတယ်ဆိုတာကိုကြည်ပြီးတော့တန်တရာဆိုတာကတကွေးကွေးမှပြ ပြန်လဲတယ်ဆိုတာကိုကျွန်တော်တို့နားလည်မိလိုက်ပါတယ်။ကဲဒါကတော့စိတ်မပူပါနဲ့။နေမာလို့ဒီလိုလုပ်ခဲ့ရတာလဲဆိုတာကိုငါကိုကိုငါပြောပြမှာပါ။ငါလုပ်ခဲ့တဲ့လုပ်ရက်ကလည်းခွင့်လွှတ်လို့မရဘူးလေ။မြင်းမြတ်စစ်ပွဲကြီးမြန်ဆုံးပြီးဆုံးသွားပါစေလို့ဆုတောင်းမိခဲ့တယ်။စစ်ပွဲကြီးမြန်မြန်ပြီးစေချင်တော့လူလူစီရဲ့လုံသမျှရာဇဝင်းမှုအားလုံးကိုမျက်စိပိတ်နေခဲ့မိတယ်လို့ပြောလိုက်ပြီးရဲလိုက်ပါတယ်။ဘာလို့ရဲတာလဲလို့ရောကမီတော့နင်းစိတ်ထဲမှာတွေးနေတဲ့နင်းငယ်တငယ်ချင်းရဲ့ရုပ်ကငါနဲ့ရန်တူနေတာကိုတွေးမိလို့လေ။နင်းငါ့ကိုစိတ်ထဲမှာတွေးနေမိတယ်လို့ထင်အောင်တင်မှဖြစ်မိတဲ့အထိပဲ။အဲ့ဒီခံစားချက်ကတမျိုးလေးဟာငါန နှလုံးသားတစ်ခုလုံးတွေတွေ့နေတာပဲလို့ပြောလိုက်ပါရယ်။အဲလင်းရဲ့အစွမ်းကလူတွေရဲ့စိတ်တွေကစကားကိုကြားနိုင်တယ်လို့ကဲဒါကကြတော့လူတွေရဲ့စိတ်ကူတွေကပုံရိပ်တွေကိုမြင်နိုင်ပုံပေါ်ပါရယ်။ဒါကနတ်သားငယ်ဘရင်ရဲ့ညီမတွေမှာရှိတဲ့အစွမ်းတွေဖြစ်ပုံပါပဲ။ဒါကဘလို့ခံစားမှုလေးလဲဆိုပြီးတော့သူမခံစားနေရတာတွေကိုပြောပြနေတာကြောင့်ငါကုနှင်းတန်ရာတွေကိုကူပေးမယ်လို့ရောကပြောလိုက်ပါရယ်။အဲဒီအချိန်ဂလိုစီနီယာတစ်ဖြစ်လဲကင်းကရောက်လာပြီးသူညီမကိုလွတ်လိုက်ဖို့ပြောနေခဲ့ပါရယ်။ကဲဒါကမလုပ်ဖို့တားနေခဲ့ပေမဲ့ငါညီမလေးကိုထပ်ပြီးမကာကွယ်နိုင်ခဲ့ဘူးဆိုတော့ကင်းကတော့တားလို့ရမယ့်ပုံ မပေါ်ပါဘူး။ကဲဒါကထွက်ပြေးခိုင်းနေပေမဲ့ရော်ကတော့အသက်ဆက်ရှင်ပါကဲဒါလို့သာပြောလိုက်ပါရယ်။စိတ်မထိန်နိုင်တော့တဲ့ဂလိုဇီနီယာကတက်ဖို့လုံနေပြီဖြစ်တာကြောင့်ငါပြန်လဲမွေးပွားလာခဲ့မယ်ဆိုရင်နင်းကိုကာဝယ်ပေးမယ်။ဘလို့ပဲဖြစ်ဖြစ်နင်းကိုတေချာပါကာဝယ်ပါမယ်။နောက်မှပြန်တွေ့ကြတာပေါ့ကဲဒါလို့ပြောလိုက်ပြီးဂလိုဇီနီယာပြည့်မဲ့လန်နန်ကိုပြုံပြုံကြီးနဲ့ခံယူလိုက်ပါရယ်။ရော်ရဲ့အပြုံကြောင့်တစ်ချိန်လုံးကသူ့ရဲ့တိုက်ခိုက်မှုကိုဘန်ကပြုံပြုံကြီးနဲ့ခံယူသွားခဲ့တာကိုတတိယမိလိုက်ပြီးဘာလို့ပြုံနေတာလဲ။ဟန်ဆောင်မနေစမ်းပါနဲ့လို့သူပြောခဲ့ပူပါရယ်။အဲဒီတုန်းကအယ်လင်းဟာဘန်ကနင်းဟာငါ့ကို မှန်သည်လို့နင်းတိုက်ခိုက်ချက်မှန်သည်များကိုမကူကံပဲခံနေခဲ့တာလေလို့ပြောခဲ့ပူတာကြောင့်ပြင်းဟာတူတိုက်ခွက်ကိုချက်ချင်းရက်ပစ်လိုက်ပြီးတော့အကြောင်းပြချက်ကိုနားထောင်ပုံစံပြချက်ချလိုက်ပုံပေါ်ပါရယ်မင်းကငါမတက်ဘူးလို့ပြောလိုက်ပေမဲ့တကယ်ကလိုဇီနီယာကတော့အဲဒီလိုမဟုတ်ခဲ့ပဲနဲ့ရောကိုတက်လိုက်တဲ့မြင်ကွင်းနဲ့အတူစန်တမ်မှုကိုအောင်မြင်သွားတဲ့ကင်းကလက်ရှိချိန်ကာလကိုပြန်ရောက်လာခဲ့ပါရယ်မင်းကအဲဒီလိုရွေးချယ်ခဲ့တာပေါ်လို့ပြောကကလိုဇီနီယာကသူ့နားကိုရောက်လာပြီးငါ့ကိုငါမတင်ချုံနိုင်ခဲ့ပဲနဲ့ရောကိုတက်ခဲ့မိတယ်လို့ပြောလိုက်ပါရယ်ငါရဲ့အမျက်တော်သားနဲ့ဝန်နေမှုကသူ့ကိုတက်လိုက်ပြီးတဲ့နောက်ပိုင်းမှာတောင်မှပြောင်းမသွားခဲ့ဘူးဒါကြ ောင့်ငါငါညမကိုမကာဝယ်ပေးနိုင်ခဲ့တဲ့စင်ကမာကိုရောလူသားအလုံးကိုပါရင်ရှားခဲ့တယ်လေငါကငါသတိမထားမိခင်မှာပဲငါပညာတော်ဆယ်ပါးအနေနဲ့တိုက်ပွဲဝင်နေမိတဲ့အဒီပဲလို့အတိတ်ကဖြစ်ပျက်ခဲ့တာတွေကိုကင်းကိုပြောပြနေခဲ့ပါတယ် ငါညမလေးတက်ရှင်နေသေးတယ်ဆိုတာကိုတော့ငါမသိခဲ့ဘူးမဟုတ်ဘူးတကယ်တော့ငါသွားတော့မကြည့်ခဲ့မိဘူးငါကတော်တော်ကိုဆိုးတဲ့ကိုပါကွာလို့ပြောလိုက်တယ်ကျုံလဲခမားလို့ဆိုးတဲ့ကိုပါပဲလို့ကင်းကပြောတော့ဆိုးတာကိုလာပြိုင်နေစရာလားလို့ဂလိုစီနီယာကပြောလိုက်ပြီးမင်းရောကိုဘာလို့မတက်ခဲ့ရတာလဲလို့မေးလိုက်ပါတယ်လုံဝကိုမစိုးတွမ်းနေတဲ့သူဆိုတာကမရှိတဲ့လောက်ရှားတယ်ကျုံတိုင်ခိုင်းခဲ့တဲ့ရန်သူတိုင်းမှာတောင်မှသူတို့ရဲ့အကြောင်းပြချက်နဲ့သူတို့ရှိနေကြတာကြီးပဲကျုံအတွက်တော့လူတယောက်ဟာမကောင်းတဲ့လူဖြစ်ခြင်းလည်းဖြစ်နေလိမ့်မယ်ဒါပေမဲ့အဲ့ဒီလူဟာကျုံညမအတွက်တော့အစားတော့မရတဲ့လူလည်းဖြစ်ခြင်းဖြစ်နေနိုင်တယ်လေခ မများအတွက်လည်းအဲ့ဒီလိုဖြစ်မဲ့တင်ပါတယ်လို့ကင်းကပြေလိုက်ပါတယ်။ကဲဒါအတွက်ဆိုရင်ရောကအစားထိုးမရတဲ့လူဖြစ်နေနိုင်တယ်လို့တွေးမိလိုက်လို့ပါလို့ပြောတော့မင်းကတော်တော်တုံတဲ့အကောင်ပဲ။အနာဂတ်မှာမင်းတိုက်ပွဲတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာငါစိတ်ပူလာပြီလို့ကလိုဇီနီးယားကပြောလိုက်ပါတယ်။လုံးဝစိုးတန်းတဲ့လူဆိုတာလည်းတကယ်ရှိတယ်ကွာလို့ပြောတော့ဒါကြောင့်မလို့လဲတကယ်ဆိုမဆိုကျုံနှလုံးသားစိတ်ဝိညာဉ်နဲ့ကြည်ပြီးမှတိုက်ခိုက်မလို့ပါ။ဒါမှကျုပ်ချစ်တဲ့လူတွေကိုကာကွယ်လို့ရမှာလေလို့ကင်းကပြန်ပြေလိုက်ပါတယ်။ဒါနဲ့မင်းမျက်စိဝဲကြီးကိုကျုပ်တကယ်ကြုံတွေ့ခဲ့တာလား။ထင်အောင်ထင်မှားဖြစ်ခဲ့တာလားလို့ကင်းကမေးတော့မင်းတကယ်ကြုံတွေ့ခဲ့တာပါ။ အဲ့ဒီကဘာမှာမင်းတည်သွားမယ်ဆိုရင်ဒီဘက်ကဘာကမင်းရဲ့ခန္ဓာကိုယ်ပါတည်သွားမှာလေမင်းအောင်သွားပါပြီလို့ပြောလိုက်ပါတယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုကြောက်ချနိုင်တယ်လို့ပြန်လာနိုင်ခဲ့တာလားလို့မီးတော့အတီးအကျပြောရရင်မင်းကငါချခဲ့တဲ့ဆုံးဖြတ်ချက်နဲ့မတူအောင်ချနိုင်တယ်လို့ပြန်လာနိုင်ခဲ့တာကွာလို့ဂလိုဇီနီယာကပြောလိုက်ပါတယ်မင်းကငါဆုံးဖြတ်ချက်အတိုင်းလုပ်လိုက်ရင်အမြတ်ဒေါသကဝါမျိုးသွားပြီးတော့ငါလိုပုံစံတူလမ်းကြောင်းကိုရှောင်လန်းစေလိမ့်မယ်ဒါဆိုရင်မင်းလည်းပြန်လာနိုင်တော့မှာမဟုတ်ဘူးဒါပေမဲ့မင်းကတော့ငါမရွေးချယ်နိုင်ခဲ့တဲ့လမ်းကိုရွေးချယ်ပြီးတော့ဒီကိုပြန်လာနိုင်ခဲ့တယ်လေဒါကမင်းကိုပိုပြီးညှိကျလာစေတယ်လို့ငါထင်တယ်လို့ဂလ ိုဇီနီယာကကုန်ယူစွာပြောလိုက်ပါရယ်သူတို့ရဲ့ဒလောက်တိစကားများကြီးပြောပြီးချိန်မှတော့မှဒီယာနယ်ကတော့ပြန်လို့မလာသေးပါဘူးကင်းကရုတ်တရက်ကြီးနာကျင်လာတာကြောင့်အချိန်နောက်ပြန်ဆုတ်တဲ့မန်တန်ကြောင့်ဖြစ်လိမ့်မယ်လို့ဒိုးကပြောလိုက်ပါရယ်ဒီအနေအားကိုသာနဲ့တူတူရှိနေတုံးဖြစ်ပြီးကင်းကိုစိတ်ဖူလွတ်လိုက်သွားလိုက်အောင်မယ်နင်တို့နှစ်ယောက်ကဘာဇက်လုံးမှလဲလို့မင်းနေခဲ့ပါရယ်အဲ့ဒီအချိန်စေကမာရဲတိုက်ကြီးပြစီသွားမှုနဲ့အတူဇဲဒရစ်ကသူတို့ရဲ့နားကိုရောက်လာခဲ့ပါရယ်